လိုရှာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့မြမဒလီမြမရွှေရမပြဲတကြံအကြာနေကိုအေဂျင့်ရင်ကျေးစွာဖျက်သန်းတဲ့သတင်းဖြစ်ပါတယ်မန္တလေးငလျင်ကြီးကျောင်းလူထောင်ကြီးသေဆုံးပြီးအဆောင်အုံတောင်းတဲ့ချီပြည့်စေကြရလို့ပူလောင်တော်ကားတွေမှာလက်မမြောက်ချင်တဲ့လူငယ်တွေကတော့ပြည်သူ့ရင်ပြည်စစ်တွေသားအပွဲမှာအတားတကြံအပွဲကိုအေဂျင့်စွာပါဝင်ဆင်နွှဲကြကြောင်းသိရပါဗျ ရွှေရဒလေထုံတန်းနဲ့အေးတဲ့ကြံကစားရမယ့်နေရာကိုတာဝန်ရှိသူတွေကဖန်တီမပေးထားချိန်မှာလူငယ်တွေဟာတကြံဖြစ်ရနေရာတွေကိုဆွေုံလာရောက်ကြလျက်လူငယ်အမျိုးသားငယ်များရဲ့လက်ထဲမှာတနခါဖလားကိုစီကန်ကချစ်သူခင်သူများကိုလိုက်လံလိန်ချေပေးရင်ဝေဖလားနဲ့ရေကစားရင်အကြာနေတကြံကိုဖျက်ဆီးခဲ့ကြကြောင်းသိရပါတယ်ရှင်နောက်ဆုံးနေ့ဆက်မဲ့တဲ့တင်ကတော့ရန်ကုန်ပြည်သူရင်ပြည်တွင်လမ်းလျှောက်ကြံပြုလုပ်မယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ ။တကြံအကြံအနေနဲ့အတက်အနေများတွင်ရန်ကုန်ပြည်သူ့ရင်ပြင်မှလမ်းလျှောက်တကြံပြုလုပ်တော်မှဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ရင်ပြင်တွင်တကြံအကြုံအနေနဲ့တကြံအကြံအနေများတွင်စတွေ့ရသားများကြုံဝေးကြကြောင်းသိရပါဗျ။တကြံကာလအတွင်းရန်ကုန်မှာအေဂျင့်တာယာသောတကြံပွဲတော်အဖြစ်ကျင်းပနေပြီးရက်ကွက်များတွင်စတွေ့ရသားကြုံဝေးကြကာကလေးများရေပတ်ကစားကြကြောင်းသိရပါဗျ။